မင်္ဂလာပါခင်ဗျရှေကုန်ခေတ်ကနေဒီနေ့နေ့လေးကသတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကအင်ဒိုမျိုးကိုကြံရင်ဥဆောင်တဲ့တော်လိုင်းအပူပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်လိုက်ပြီးမြို့နယ်တစ်ခုလုံးကိုပါခင်းချုံလိုက်ပြီးဆိုပါတယ်ကချင်ပြည်နယ်ကတနိုင်းမြို့တိုက်ပွဲမှာအချက်ဖက်စကောက်စီဘက်ကစစ်ဘိုးဝင်းမိုးကျော်ဆိုတဲ့သူဟာပွဲချင်းပြီးကိုတေသွားပြီးသူ့ရဲ့အလောင်းကိုတော့မိဘတွေကပြန်မရပဲရှေ့တန်းမှာပဲကြိုလိုက်ကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေးကသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့စကိုင်းတိုင်းကအင်းတော်မြို့ကို GIN ဥဆောင်တဲ့တော်လိုင်းကြီးပူပေါင်းတပ်တွေကအပိတ်တိမ့်ပိုက်လိုက်ပြီးမြို့နယ်တစ်ခုလုံးကိုပါထိမ့်ချုပ်ထားလိုက်ပြီလို့ KIN ရှီတန်တင်ရင်းမိကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့ဧပြီလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတ်တိမ့်ပိုက်ဖို့ကြံနေတဲ့စကိုင်းတိုင်းကအင်းတော်မြို့ကို GIN ဥဆောင်တဲ့တော်လိုင်းကြီးပူပေါင်းတပ်တွေကအပိတ်တိမ့်ပိုက်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအင်းတော်မြို့ကိုတော်လိုင်းကြီးပူပေါင်းတပ်တွေကပြီးခဲ့တဲ့အောက်လကတဲ့ကထိုးဖောက်ဝင်ရောက်ပြီးမြို့ထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတော်တော်များများကိုတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့ အိမ်မမရှိတဲ့လက်ကျန်စစ်ကောင်စီတပ်တွေကဂျပန်လှိုင်းကူတဲမှာပွားပြီးတော့တမခွန်ခွန်ဌာနချုပ်အနေနဲ့ခံစစ်လုပ်နေပြန်တဲ့အတွက်အခုကမှတော့အဲ့ဒီနောက်ဆုံးကြံနေတဲ့ဂျပန်လှိုင်းကူတဲကစစ်ကောင်စီတပ်ကန့်ကိုပါ GI ဥဆောင်နဲ့တော်လိုင်းပူပေါင်းတပ်တွေကအပိတ်တိမ့်ပိုက်လိုက်ပြီးဖြစ်တဲ့အတွက်အင်းတော်မျိုးကိုအလုံးစုံတိမ့်ပိုက်ရရှိသွားပြီးဖြစ်တယ်လို့ GI အရှေ့တပ်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ လက်ရှိမှာတော့စကိုင်းတိုင်းကအင်ဒိုမြို့နယ်တစ်ခုလုံးမှာစစ်ကောင်းစီကင်းစင်သွားပြီဖြစ်တယ်လို့လည်းပြောထားပြီးလက်နက်ရရှိမှုအခြေအနေအသေးစိတ်တွေကိုတော့စက်ပြီးထုတ်ပြန်ပါလိမ့်မယ်လို့လည်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ကချင်းပြည်နယ်ကတနိုင်းမြို့တိုက်ပွဲမှာအကြက်ဖက်စစ်ကောင်းစီဘက်ကစစ်ဘုဝင်းမိုးကျော်ဆိုတဲ့သူဟာပွဲချင်းပြီးကိုထေသွားပြီးသူ့ရဲ့အလောင်းကိုတော့မိဘတွေကပြန်မရပဲရှေ့တန်းမှာပဲတကြိုလိုက်ကြတယ်လို့ထေသွားတဲ့အဲ့ဒီစစ်ဘုရဲ့မိတ်ဆွေတွေကရငုံခစ်တက်ကိုပြောပါတယ် လက်ရှိကချင်းပြည်နယ်တနိုင်းမြို့မှာ KNP တဲ့ပူပေါင်းတပ်တွေနဲ့အချမ်းဖက်စစ်ကောင်စီတပ်ကြားစစ်ရေးတင်းမာနေပြီးတိုက်ပွဲတွေလည်းဖြစ်ပွားနေသလိုအဲ့ဒီတိုက်ပွဲတွေတဲမှာပဲစစ်ကောင်စီတပ်ကစစ်ဘုံဝင်းမိုးကြော်ဆိုးတဲ့သူဟာဧပြီလ၂ရက်နေ့ကတည်းကြည်ထိမှန်ပြီးသေသွားတာဖြစ်တယ်လို့ဆိုပါတယ်အဲ့လိုသေသွားတဲ့စစ်ကောင်စီတပ်ကစစ်ဘုံဝင်းမိုးကြော်ဆိုးတဲ့သူဟာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်တပ်ထဲမှာမနေကျင်တော့ဘူးလို့အကြိမ်ကြိမ်ပြောဆိုပြီးစစ်တပ်ထဲကနေထွက်ဖို့အကြိမ်ကြိမ်စူးစမ်းပြီးမဲ့လေသူ့အနေနဲ့စစ်တပ်ထဲကထွက်လိုက်တာ ਨੇ သူ့ရဲ့မိသားစုတွေကိုစစ်တပ်ကဒုက္ခပေးမှလဲစိုးရိမ်နေရင်းနဲ့ဆက်လုံနေတဲ့သူဖြစ်ပြီးအခုတော့တိုက်ပွဲတဲမှာပဲသေသွားပြီဖြစ်သလိုသူ့ရဲ့မိဘတွေကတော့အလောင်းတော်မမြင်လိုက်ရပဲနာရေးလှုပ်လိုက်ရတဲ့အကြောင်းကိုလည်းအဲ့ဒီစစ်ဘိုးရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်တကိုပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းကပခုတ်ကူမြို့အနောက်ဘက်မှာရှိတဲ့အကြက်ဖက်စကောင်းစီတက်ရဲစစ်စေးရေးကို တော်လည်းပူပေါင်းတက်တွေကဝင်းရောက်တက်ခိုက်ဖို့သွားတဲ့အချိန်ဂိတ်စကန်မှာစစ်သားတွေတယောက်မှမရှိတော့ပဲစကန်ထဲမှာတနက်တလက်ထောင်ထားတာတွေ့တဲ့အတွက်အဲ့ဒီတနက်ကိုပါတင်စီခဲ့တယ်လို့ဘာမား Revolution Rangers တပ်ဖွဲ့ရဲ့တာဝန်ရှိသူကရေကုန်ခစ်တစ်ကိုပြောပါတယ်အဲ့ဒီစစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်စကန်ကိုတော်လည်းတက်တွေကတက်ခိုက်ဖို့လှုပ်ထားပေမဲ့တစ်ဖက်မှာငလင်တန်းကြောင့်ခဏတီးခံပြီးလွတ်ထားပေးတဲ့အချိန်နောက်ထပ်စစ်ကောင်စီတပ်သား15ဦးဝင်းကျင်မှာအဲ့ဒီစကန်ကိုရောက်ရှိလာတဲ့အကြောင်းတည်င်းရရှိခဲ့တယ်ဆိုပါတယ်အဲ့နော် ဟေဘရလာ6ရက်နေ့ကပဲတော်လိုင်းကြီးပူပေါင်းတပ်တွေကအဲ့ဒီပခုတ်ကူမြို့အနောက်ဘက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ဖို့လာတဲ့အချိန်မှာတော့အဲ့ဒီဂိတ်စခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာတယောက်မှမရှိတော့ပဲစခန်းထဲမှာတနက်တလက်ထောင်ထားတာကိုသာတွေ့တဲ့အတွက်အဲ့ဒီတနက်ကိုပဲတော်လိုင်းကြီးတပ်တွေကတင်းစီခဲ့တယ်လို့ဘာမာ Revolution Rangers တပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းတိုင်းတိုင်းကောတောင်းမြို့နယ်မှာ ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုပြန်ပို့ခံရပြီးစစ်သားတစ်စုဆောင်ခံရတဲ့စစ်မှုရတသားတစ်မင်းမင်းဆိုတဲ့သူဟာတော်လိုင်းရေးတပ်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ကော့တောင်းမြွနယ်ပကဖားရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အဲ့ဒီစစ်မှုရတသားတစ်အဖြစ် စုဆောင်ခံရတဲ့မင်းမင်းဆိုတဲ့သူဟာထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုပြန်ပို့ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ကသူတို့ရဲ့စစ်မှုရအပတ်စဉ်၁၁အတွက်စစ်သားတစ်အဖြစ်စုဆောင်တာကိုခံလိုက်ရတယ်ဆိုပါတယ်အဲ့ဒီနောက် စစ်သားတစ်စုဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားတစ်မင်းမင်းဆိုတဲ့သူဟာဧပြီလ၁ရက်နေ့မှာပဲသူနဲ့အတူတပ်သားတစ်စုစုပေါင်း၅ဦးဟာတော်လန်ရေးတပ်တွေစီကိုထွက်ပြေးလာကြတဲ့အချိန်ကျန်တဲ့တပ်သားတစ်၄ဦးကစစ်ကောင်စီတပ်သားတွေလက်ထက်ပြန်အဖမ်းခံလိုက်ရပြီးသူတယောက်ထဲသာတော်လန်ရေးတပ်တွေစီကိုလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ကော်တောင်းမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရန်ကုန်တိုင်းနယ်ကရင်ပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်၁၂အတွက် ူငယ်တွေကိုမဲနိုင်ခိုင်းနေပြီးငွေကြေးချိမ့်ချောက်တောင်းရမ်းမှုတွေအကြီးအကျယ်ဖြစ်နေပြန်တယ်လို့ငွေညှင့်ခံရတဲ့သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်။ရန်ကုန်မြို့မှာဆိုရင်ဧပြီလ9ရက်နေ့ကပဲအရှိတကုံမြို့နယ်အမှတ်17ရပ်ကွက်အုပ်ချုပ်ရေးမှူးနယ်အဖွဲ့ကလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးတအိမ်တဆင်းလိုက်လံမဲနိုင်ခိုင်းခဲ့တဲ့အချိန်မဲပေါက်တဲ့လူငယ်တွေကိုအကယ်လို့စစ်မှုမထမ်းခြင်းရင်သူတို့အတွက်တအုပ်ကိုငွေချက်15သိန်းနှုံပေးရမယ်ဆိုပြီးငွေညှစ်တောင်းရမ်းခဲ့တယ်ဆိုပါတယ်။ဒါအပြင် တာဂီတာမြို့နယ်မှာလေအချက်ဖက်စကောက်စီတက်ရဲ့မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကနေစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေကိုဧပြီလ10ရက်နေ့နောက်ဆုံးထားပြီးအမိစရင်ပေးဖို့စင်ခေါ်စာတွေပေးဖို့နေပြီဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်။အလားတူတစ်ဖက်ကကင်းပြည်နယ်မှာလည်းဖအံမြို့ပေါ်ကရက်ွက်တွေမှာအချက်ဖက်စကောက်စီခန့်တက်ရက်ွက်အုပ်ချုပ်ရေးမှုရဲပြုတ်စိုးမြင့်ဆိုတဲ့သူဥဆောင်ပြီးတော့ဧပြီလ6ရက်နေ့ကစပြီးစစ်မှုထမ်းအပတ်စဉ်7နှစ်အတွက် ပန်မြို့ပေါ်ရက်ွက်ကိုကူမှာစစ်မှုထမ်းဖို့လူငယ်တွေကိုမဲနိုင်ရွေးချယ်တာတွေလုပ်နေကြပြန်ပြီဖြစ်တယ်လို့လူငယ်တွေထွက်ပြေးရင်အိမ်ကိုချိတ်ပိတ်ပစ်မယ်ဆိုပြီးတော့ပါချင်းချောက်တာတွေလုပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ